မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့ဧကတသမာတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့လင်္ကာကဗျာလေးတစ်ပုဒ်ကိုရုပ်စုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ကဗျာလေးရဲ့နာမည်ကတော့သင်သေးသောတဲ့ ။ကြပြာကိုရေးဖွဲ့ခဲ့တဲ့သူကတော့ဆရာကြီးဆရာဇော်ကြီးဖြစ်ပြီးတော့20ရာစုခင်မာရေးဖွဲ့ခဲ့တဲ့ကြပြာလေးဖြစ်ပါတယ်။ဒီကြပြာလေးကတော့ဆရာကြီးအားအိုချင်းနာချင်းသေးချင်းမဖြစ်မီကျမ်းမာအသက်ရှင်နေစဉ်တွင်မိမိတိုင်းပြည်မိမိလူမျိုးမိမိစာစကားမိမိကိုယ်ကိုရာဘာသာတို့ကို ကြီးပွားတိုးတက်အောင်ဆောင်ရွက်သင့်ဖို့နောက်နိုင်ငံသားကောင်းတယောက်ရဲ့လှုပ်ဆောင်သင့်တဲ့တာဝန်တွေနဲ့ ။နော်ဒီကဗျာကိုကြည့်မယ်ဆိုရင်ဆရာဇော်ကြီးရဲ့စေရနာနဲ့ကဗျာအရေးအဖွဲနဲ့ကဗျာပေးတဲ့အသည့်မြင်တွေကိုလေ့လာကြည့်ရမှာဖြစ်ပါတယ်။ကဲပရမအုဆုံးကဗျာကိုမရုတ်ဖက်ခင်မှာကဗျာစာဆိုရှင်ရဲ့အထုပ်ပတ်တီလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။တင်သေးသွားတော့တင်သေးသွားတော့ကဗျာသည်ကိုလိုနီခေတ်တွင် ရေးဖွဲ့သောကဗျာတပုတ်ဖြစ်သည်။ ရေးဖွဲ့သူမှာဇော်ကြီးဖြစ်သည်ဆရာဇော်ကြီးကို အဖဥယော အမိဒေါ်စိန်ညွနုက1908ခုနှစ်ဧပြီလ12ရက်တောက်ကြနေ့တွင်ဖွားမြင်သည်ဖြာပုံမျိုးဇာတိဖြစ်သည်အမည်ရင်းမှာဥသိန်းဟန်ဖြစ်သည်ငယ်စဉ်ကဖြာပုံမျိုး၌ဖုန်တော်ကြီးကြောင့်မြန်မာကြောင့်အင်္ဂလိပ်မြန်မာအစိုးရအထက်တန်းကြောင့်အမျိုးသားအထက်တန်းကြောင့်တို့တွင်အဆင့်ဆင့်ပညာ စီဘူးပြည်နောက်ရန်ကုန်မြို့မြို့မအထက်တန်းအမျိုးသားအထက်တန်းကျောင်းတွင်ဆက်လက်စီဘူးကဓတ္တမာတန်အောင်မြင်ခဲ့သည် ရန်ကုန်တက္ကသိုလ်ကဝိဇာဘွဲ့ရရှိခဲ့သည်ရန်ကုန်မြို့မြို့မအထက်တန်းကျောင်းအထက်တန်းပြဆရာအဖြစ်ဆောင်ရွက်ခဲ့သည်ရန်ကုန်တက္ကသိုလ်နှင့်မန္တလေးဥပစာကောလိပ်တို့တွင်မြန်မာသားနီးပြအဖြစ်ဆောင်ရွက်ခဲ့သည် ရန်ကုန်တက္ကသိုလ်ကမြန်မာစာမဟာဝိဇ္ဇာဘွဲ့နှင့်အင်္ဂလိပ်စာမဟာဝိဇ္ဇာဘွဲ့ရသည်မဟာဝိဇ္ဇာဘွဲ့ရပြီးနောက်ရန်ကုန်တက္ကသိုလ်နှင့်မန္လေးဥပဇာကောလိပ်တွင်မြန်မာစာနီးပြအဖြစ် ဆောင်ရွက်ခဲ့သည် ထို့နောက်လန်ဒန်တက္ကသိုလ်နှင့်ဒဗလင်တက္ကသိုလ်တွင်စာကြည့်တိုက်ပညာသင်ကြား၍ ဒီပလိုမာဘွဲ့ရရှိခဲ့သည်ရန်ကုန်တက္ကသိုလ်စာတိတိုင်မှုတက္ကသိုလ်များဘောစာတိတိုင်မှုတာဝန်များကိုနှစ်ပေါင်းများစွာထမ်းဆောင်ခဲ့သည်1928ခုနှစ်တွင်ဟန်တာကျေးမုံလက်ရေးစာဆောင်၌ဗရောက်ပန်းတန်ချိုကပြာကိုစတင်ရေးသားခဲ့သည် ပထမဆုံးခေဆန်းကဗျာဖြစ်သည်ဆရာစောကြီးသည်ခေဆန်းစာပေလှုပ်ရှားမှုကိုဥဆောင်သူများတွင် တဦးအပါဝင် ဖြစ်သည်ဗရောက်ရွှေဝါကဗျာများဘေရာလန်ကဗျာများမြေသစ်စင်ကဗျာများရှေးခေပကံကဗျာများနှင့်အခြားကဗျာများမဟာစံကျင်သူ ပြဆက်နှင့် အခြားပြဆက်များ ။တခင်ကိုယ်တော်မှိုင်းတိကဘဲသိန်းနှင့်ကြားတိက ပလေတိုနီတံယတစာပေအဖွင့်ယတစာပေနီတံမိုးကျယ်မိုးလားနှင့်နိုဘယ်ဆုယဝိတုတို့များလမ်းသင်းနှင့်အခြားဝိတုတို့များနင်လားဟဲ့ချစ်တုကနှင့်အခြားဝိတုတို့များစသည့်စာအုပ်များသည့် ဆရာစောကြီးဤထင်ရှားသောလက်ရာများဖြစ်သည်တခင်ကိုယ်တော်မိုင်းတိကာစာအုပ်ဖြင့်1955ခုနှစ်တွင် အမျိုးစာပေပိမှန်စာပေ စာပတိတာစုနင်လာဟဲ့ချစ်တုတ်ကနှင့်အခြားဝိထုတို့များစာအုပ်ဖြင့်1996ခုနှစ်တွင် အမျိုးသားစာပေစုဘာသာပြန်စာပေစု ရှေးခေတ်ပကံကြပြများဖြင့် များနှင့်အခြားကဗျာများစာအုပ်ဖြင့်1989ခုနှစ်တွင် အမျိုးသားစာပေစုကဗျာစုတို့ရရှိခဲ့သည်1990ပြည့်နှစ်စက်တင်ဘာလ26ရက်နေ့တွင်ကွယ်လွန်သည်တင်သေးသွားသောကဗျာတွင် နိုင်ငံနှင့်လူမျိုးဘာသာစာပေအကျိုးတို့ကိုဆောင်ရွက်သင့်ကြောင်းမိမိသေးဆုံးချိန်တွင် မိမိနိုင်ငံနှင့် လူမျိုးဘာသာစာပေတို့တိုးတက် ကြီးပွားကြံနေသင့်ကြောင်းနိုင်ငံသားတဦးဤတာဝန်ကိုဓာတ်ရိုက်ပြောဆိုဟန်ဖြင့်ရေးဖွဲ့ထားသည်ကဲဒါဆိုရင်တင်းတည်သွားတော်ဆိုတဲ့ကြပြလေးကိုဖတ်ကြည့်လိုက်ရအောင်တင်းတည်သွားတော်အော်လူပြည်လောကလူဘဝကအိုရနာရတေရအုံးမီ မှန်ပေသည့်တည်တို့တပီးကတင်သေးသွားတော့တင်ဖွားသောမြေတင်တို့မြေသည်အခြေတိုးမြင့်ကြံကောင်းသင်၏တင်ဤမျိုးသားစာစကားလဲကြီးပွားတက်မြင့်ကြံကောင်းသင်၏တင်ဥချ၍အမျှဝေရာဇေဒီတာနှင့်တစ္ဆာအယောင်ညံတဆောင်လဲပြောင်းလျက်ဝင်းလျက်ကြံစေတည်း20ရာစုဆရာစောကြီး ကဲဒါလေးကတော့တင်သေးသွားတော့ဆိုတဲ့လင်္ကာကပြားလေးဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်